အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာလေမောက်လို့ခီးတဲ့သူဦးသေးဆုံးအင်ဒိုနီးရှားနိုင်ငံအပန်းဖြေကျွန်းဘာလီကျွန်းမှာလူ16ဦးသေဆုံးလာတဲ့အလေသစင်ကဲလူရေပြင်မှာနေမြောက်ခဲ့ပြီးဩစတြေးလျအမျိုးသမီးသူဦးသေဆုံးကလူတဦးတန်ရန်ရရှိခဲ့တယ်လို့အာနာပိုင်တွေကမတ်လ22ရက်မှာပြောပါတယ် Z Dragon 2အမည်ရှိလေဟာမတ်22ရက်နံနက်ပိုင်းကဘာလီအနည်းရှိခီးသွားတွေကြာရေပန်းစားတဲ့ကျွန်းတစ်ခုဖြစ်တဲ့ နုစာပင်နီတာကိုမောင်းနေလာစဉ်လိုင်းလုံးကြီးတွေရိုက်ခတ်မှုကြောင့်တိမ်မောက်ခဲ့တယ်လို့ကျွန်ရဲကျောင်းအိုက်တာဘတ်ကတ်ပူထွားဆူမာတာကပြောကြားပါတယ်။ဩစတြေးလျခီးသွား၁၁ဦးအပါဝင်လေပေါ်ပါခီးတဲ့တွေကို အချားလေသင်းနဲ့ကယ်ဆယ်နိုင်ခဲ့ပြီးလူနှစ်ဦးထက်မနည်းဈေးရောင်းပိုးဆောင်ခဲ့ကခီးသွားသူဦးတည်ဆောင်ခဲ့တယ်လို့မစ္စတာအိုင်တာကပြောကြားပါတယ်။ ဂျွန်ပေါင်း19000ခန့်ရှိတဲ့အရှေ့တောင်အာရှဂျွန်ဆူနိုင်ငံအင်ဒိုနီးရှားမှာဘေးကင်းလုံခြုံရေးစံနှုန်းတွေလိုက်နာမှုနေပါခြင်းကြောင့်ရေမတော်သဆမှုတွေမကြာခဏဖြစ်ပွားလေရှိပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။